မှန်မဟုတ်ကြဘူးပေါ့နော်အထင်နေနဲ့ပြောကြတာဖြစ်တယ်အယူမာတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့မှားရွံ့တဲ့အယူပဲဒိဋ္ဌိသစ္စာသူတို့မှန်ကန်တဲ့အမြင်ဖြစ်သတ်မှတ်တာပဲဇမနာဆိုတဲ့ပုံနာတွေကလည်းသူတို့ရဲ့အယူဆကိုဇမနာသစ္စာလို့ပြောတာပဲဒီသစ္စာဆိုတဲ့တကလုံးကိုလူတိုင်းသုံးနေကြအိန္ဒိယနိုင်ငံမှာအများကြီးနော်သတ္တယကရဟာဆိုတာ ဒါသစ္စာကိုကြီးညွန်တဲ့စကားတစ်ခုပဲအဲ့ဒီသစ္စာကိုကြီးညွန်ပြီးတော့အမှန်တရားအမှန်တရားနဲ့ပြောနေကြတာသူပြောသူပြောအမှန်တရားတွေကလောကကြီးကထွက်ခွာဖို့အတွက်အကျိုးမပြုတာတွေအများကြီးပဲအမှားဟုတ်ပဲအမှန်လို့ပြောနေကြရင်ဘယ်လိုလိမ့်မထွက်နိုင်ဘူးဒါကြောင့်မို့ယထာတတိယအမှန်ဆိုတဲ့အတိုင်းတကယ်မှန်မှုလို့ပြော ဲ့တော့အမှန်ဆိုရရိယသစ္စာတစ်ခုပဲအမှန်ဖြစ်တယ်ကျန်တာတွေကတော့အမှန်လို့ဆိုတာတွေကပြောတဲ့တိုင်တကယ်အမှန်မဟုတ်ဘူးအထင်အမြင်ဤဥစ္စာအနေနဲ့သာမှန်တယ်လို့ပြောတာပေါ့ဇထာတတိယဝိရိဒ္ဓဝနာဓမ္မအရိယရုတိရတဲ့မင်္ဂလဲသစ္စာတရားကိုဟိုတဲမှစွာတိတဲ့ပုဂ္ဂိုလ်ဟာလောကကြီးက ကြီးကိုလွန်မြောက်သွားနိုင်တယ်။လောကအထက်ရောက်သွားနိုင်တယ်။အဲ့တော့လောကတွေမှာနေပြီမဲ့လို့လောကကြီးကိုလွန်မြောက်သွားတာအကျင့်ဆို။မနေ့ကပြောသလိုဂျာပန်ဟာဂျာဟာရေထဲမှာပေါက်တယ်။ရှင်မျက်နှာပြင်မတက်တယ်။ဂျာဝင်ပွင့်နေအဲ့ဒီဂျာဘူးကရှင်ထဲမှာနေပြီမဲ့လို့ရှင်နဲ့ ်ဆွဆွချင်းမရှိဘူးလင်းကြံညံ့မရှိဘူးညစ်ပေခြင်းမရှိဘူးရှည်ရင်းနေပေမဲ့လို့ရေမလူလို့ဆိုလိုတယ်ပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားလောကမှာပွေးတယ်လောကမှာပဲအပြင်ရောက်တယ်လောကမှာပဲနေထိုင်နေသို့တော့မြတ်စွာဘုရားရဲ့ဒီဘဝလောကကြီးကထွက်ခွာပြီးသားဖြစ်နေတယ်လောကနဲ့ပတ်သက်မှုရှိဘူး လောကနဲ့မချစ်ချင်းမုန်းခြင်းစွာတွေနဲ့ဆက်ဆက်နေတာမျိုးမရှိဘူးအဲ့ဒါကိုလောကအတွက်တယ်လို့ပြောနိုင်တယ်ပေါ့လောကထဲမှာရှိနေပြီလို့လောကရဲ့ငူခြင်းရဲ့ခြင်းဝန္တာခြင်းဝန်နေခြင်းဆိုတဲ့လောကရဲ့မတည်ငြိမ်တဲ့အနေအထားမျိုးတွေရက်စွာပြမှာမရှိသည့်အတွက်ကြောင့်ရက်စွာပြရဲ့ဟာလောကအနေထွက်သွားတယ်လို့သူဆိုလို့ရတယ်ပေါ့နော်လောကအပြင်ရောက်နေတယ် အဲ့တော့လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တွေအများစုဟာလောကသဘောဝအတိုင်းပဲကြာရှုံးနေကြတာဖြစ်တယ်။ဒီသဘောကိုဒီအဖြစ်နမကူမှာရသဗျာရှင်းပြတယ်။နောက်ဖြစ်ဆိုခြင်းနံပါတ်10ကြတော့ယတ္တာလူတယာနတ္တန္တိကေစီမူလာသအကုသလတဝဟတာတိ။သောနိရသောအနာတိတာနောသမ္မာသောလောကေပြိဝစီယာ လောကတွေကထွက်ခွာမှုလောကကြီးနဲ့ပတ်သက်မှုမရှိအောင်အစင်းမြင့်မှုဆိုရကြတော့ဘာတွေလိုအပ်တော့ဆိုတာအစင်းလိုက်အစင်းလိုက်ပြောတာလားညဆရာအဲ့တော့ရှင်းတာအနုတ္တယနတ္တန္တိကေရှိအနုတ္တယဆိုတာရှောကမှာ positive ဖြစ်နေတယ်လို့ Luri Tanama Lovari Todari Manalu City Wondu City Positive shit Amira. No positive shit. Anudyasa Lion Legion said Tishinia Tidwawadiha Sinema Tishini Rabidita. See me we tata beat up shit. Anudyasa Arabia. အနုဒယဆိုတာအနုရူပံကာရဏလဘိတဝါဩပိစတိတိလောစာဘေကျမ်းမှာပြောတယ်ဆိုင်ရာဖြစ်စေနိုင်တဲ့အကြောင်းတရားကို ရရှိပြီးဖြစ်လို့ဖြစ်ဖူးသွားတာလေအနုဒယပဲဖြစ်သွားတာဟာအနုဒယအဲ့ဖြစ်သွားတဲ့အရာဒီနောက်ထပ်ထပ်ဖြစ်ဖို့ရတိတ်လွယ်တယ် ကြောင်းတန်ဆိုင်လာတဲ့ဖြစ်ဖြစ်နေတယ်ဗျာအနုတယကိုယ့်ရဲ့စိတ်ထဲမှာအစင်အမြဲကိန်းဝတ်နေတဲ့သဘောတရားပို့ပြီးတော့သဘောပေါက်မယ်ဆိုရင်စိတ်ထဲမှာရှိတဲ့ positive ကိုပြောတယ်ဒေါသ positive လောဘ positive မောဟ positive အမြဲတမ်းဖြစ်နေလားဆိုအမြဲတမ်းဖြစ်တယ်ဟုတ်စိတ်ကကိုယ်ကအမြဲတမ်းဖြစ်တယ် လောဘစားလူတွေအများရန်ဖြစ်နေမှာမဟုတ်ဒေါသလည်းအများရန်ဖြစ်နေတာမဟုတ်သူတို့အကြောင်းမတိုက်ဆိုင်လိုက်နဲ့အကြောင်းမလာလိုက်နဲ့ထဖြစ်တာပဲ။ဘာနဲ့ဥပမာတူလို့စင်ကက်စမီဂျီဖူတွေကအနေထားလို့ပဲအကြောင်းတစ်ခုထပ်တိုးလိုက်တယ်။ကက်စမီဂျီဖူတွေကသူ့အတူဒီတိုင်းနေရင်မိမတောက်ဘူး။သို့တော့တယောက်ယောက်ကပွားနေပြီးတော့ ဖိပြီးတော့ပုတ်လိုက်မယ်ချစ်လိုက်မယ်ဆိုလို့ရှိရင်ပြီးရတောင်းတာအဲ့ဒါအဲ့ဒီအကြောင်းတစ်ခုလုံးနေတာအဲ့ဒါသူကမီးဖြစ်နိုင်တဲ့အနေထားပိုတင်ရှယ်ဒီဖြစ်နိုင်ခြေရှိနေတဲ့အနေထားအကြောင်းတစ်ခုထပ်ပေါင်းလိုက်တာ ਨੇ အနုရူပံကာရဏလဘိတဝါသူထောက်ခုပြတဲ့အကြောင်းတစ်ခုပေါ်လာလိုက်တာနဲ့တပြိုင်တည်းပြီးဟတောက်ပါအဲ့ဒါမျိုးကိုဆိုလိုတယ်ပေါ့ လူကလည်းဒီတိုင်းပြုံပြုံပြုံနေပြီမှန်းတို့ဒေါသဖြစ်ဆက်ဖြစ်လိုက်တချောက်ပြောင်းသွားတာပဲ။အပဝိလရောဆိုခုနပြောတဲ့တင်းလျောသူ့အတွက်အထောက်အကူပြုမဲ့အကြောင်းတရားရောက်လာတာနဲ့တပြိုင်နက်ဖြစ်လာတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါအနုသယဆိုတာကမတရားနဲ့မှပယ်လို့ရတယ်အတိညာနဲ့မှပယ်လို့ရတယ်မြတ်စွာဘုရားယဉ်နေမှာတော့ဒေါသမဖြစ်ဘူးစိတ်ဆိုးအောင်ဘယ်လိုမှလုပ်လို့မရဘူးမြတ်စွာဘုရား လောဘဖြစ်အောင်လဲဘယ်လိုမှသိဆောင်မှာမရဒါကြောင့်မနဲ့ရင်သမီးတွေအမျက်ဆော့ပြားလာဖြောင်းရောင်းတဲ့အခါမှာမျက်ဆော့ပြားလုံးဝစိတ်မဝင်စားတာဒီအမှုတရားမရှိလို့ပဲနော်အမှုတရားမရှိတော့ဘူး potential ဒီ possibility မရှိတော့ဘူးဒါကြောင့်မလို့မျက်ဆော့ပြားရဲ့မှာတဏ္ဍာမှာလောဘဖြစ်စားအကြောင်းရှိအကြောင်းကိုဖယ်ထားတာ အနုရူပံကာရဏံလဘိတောသတ္တိယောရဲ့အကြောင်းအရလာရလေနတမီးပဲအလောလာရနတမီးပြတော်လေဘလောက်ပဲနှစ်သက်เสียပြန်လို့เสียပဲဖြစ်ဖြစ်မြတ်စွာဘုရားစိတ်ထဲမှာစိတ်ဝင်စားဖို့ဆိုတဲ့တဏှာကပလာတော့ကြည်တယ်အဲ့တဘောကိုပြောတာနော်ရသမြောင်မြို့မြို့စိတ်ဆောင်အောင်လုပ်တယ်ကြောက်အောင်လုပ်တယ်ကြောက်တဲ့သဘောတရားကထောတာပဲ ါသကလည်းအနုတရာတောင်းမရှိတော့သေးတဲ့အတွက်ကြောင့်အလိုမဖြစ်မလား။ဘာနဲ့တူတော့ဆိုခုနကဲစမီချစ်တယ်မှာကဲစမရှိတော့ဘူး။ပိန်လုံးလည်းမရှိတော့ဆိုပုတ်ချက်တော့ပုတ်ပြီးမထွက်တော့ဘူး။အဲ့ဒါဘာမျိုးလဲ။အဲ့တော့လောကမှာအစိုးတရားတွေဖြစ်လာတာဟာအချိန်အခါအချိန်ကတခုရှိနေလို့သာဖြစ်တယ်။အဲ့ဒါကိုအနုတရာလို့ခေါ်တယ်။အနုတရာကိလေသာ။ ူကဘယ်လိုနေရာမှာဖြစ်တတ်တာတော့ဆိုဒုက္ခယဝေဒနာယရာဂလူတိဟောလူတိတိတဲ့ဒုက္ခဖြစ်လိုက်တာနဲ့စိတ်ချမ်းသာကိုချမ်းသာလေးကြုံလိုက်တာနဲ့ရာဂလူတိယဆိုရင်ရာဂဆိုတာပေါ်လာတယ်အစင်မပြေလိုက်နဲ့ပြေလိုက်တာနဲ့ရှားခြင်းနဲ့စိတ်လိုခြင်းနဲ့စိတ်ဒါမျိုးလေးကို ိမ့်ပိုက်ထားခြင်းနဲ့စိတ်ကအလိုလျောက်ပေါ်လာတာပြန်နေခေါနေကြအောင်လို့အဲ့ဒါပြောတာအနုရူပံကာရဏလဘေတဝါဥပ္ပစတိအနုတယအဲ့ဒါဒုက္ခ